ြည့်လိုက်ပါအောင်ပြိတ္တအစောပိုင်းကာလများတွင် American အစိုးရလီโซကိုလူတိုင်းကလောင်ပြောင်ခဲ့ကြသည်သူမသည် အနုပညာရှင်တဦးထစ်ဖို့အတွက်အရန်ကိုဝါလွန်းတယ်ဟု ဝေဖန်ခဲ့ကြသည်သို့တော့နှစ်နှစ်အကြာတွင်သူမ၏အသွင်ပြောင်းလဲမှုသည်ကမ္ဘာကိုအံ့အားသင့်စေခဲ့သည်လီโซသည်ပြိတ္တတန်ပေါင်းများစွာကချစ်ခင်အားပေးခြင်းခံရသော အစိုးရတဦးဖြစ်သည်သူမသည်အောင်မြင်မှုများရရှိနေတော်လဲ ပုံပန်းတဲ့နှင့်ပတ်သက်သောပြင်းထန်သောဝေဖန်မှုများကိုအမဲတစေရင်ဆိုင်ထေရှင်းခဲ့ရသည်လူမှုကွန်ရက်များမြင့်မီဒီယာများမြင့်နာမည်ကျော်အနုပညာရှင်အချို့ထံမှပင်စိတ်ထိခိုက်ဖွယ်ရာမှတ်ချက်များကိုကြားခဲ့ရသည်များစွာသောသူတို့ကနီကီမီနဲ့ဂျီဒိုမဟုတ်ဘီယွန်ဆေတို့ကဲ့သို့ခန္ဓာဘိုပုံစံပြီးပြင်းစွာမှသာအဆိုတော်တူဖြစ်နိုင်သည်ဟုယုံကြည်ထားကြသည်ဤအကဲဖြတ်မှုများသည်သူမကိုနတ်ရှင်းစွာထိခိုက်စေသည်ငိုကြွေးသည့်အထိ ်ဖြစ်ခဲ့ရသည်သို့တော်လည်းလီโซသည်စိတ်တကြဆင်းသွားမြေကြထိုဝေဖန်သူအားလုံးမှားရွေးနေကြောင်းဆုံးဖြတ်ခဲ့သည်နောက်တည့်ရတွင်မင်းသူမသည်အားကစားကမ်းမသို့တွားရောက်ခြင်းအကျင် နေ့စဉ်လေ့ကျင့်ခန်းလုပ်ရိုးလုပ်ခြင်းကိုလည်းလိုက်နာခြင်းအပြင်ပုံမူချမ်းမသောအစားတောက်ပုံစံကိုလည်းစတင်လှူဆောင်ခဲ့သည် ပထမတုံလာသည်ခက်ခဲကြမ်းထမ်းခဲ့သည်မြားသည်ရလက်မှမသိရောက်ပြီးအကတ်လက်လျှော့ရမင်းစဉ်းစားခဲ့သည်တော်တော်လေး သူမိုက်အတွင်စိတ်ခွန်အားတစ်ခုကထွန်းအားအထိဆက်လက်မောင်းနှင်ခဲ့သည်နှင်းနှင်းကြအပြင်းထန်စူးစမ်းအားထုတ်မှုနှင့်ပြတ်သားသောဆုံးဖြတ်ချက်များနောက်တွင်လီโซသည် ကိုအလေးချိန်ပေါင်များတရာ55ကီလိုဂရမ်ကန်လျော့ကျသွားခဲ့သည်သူမိုက်မယုံနိုင်လောက်သော အတွင်ပြောင်းလဲမှုသည်လူများစွာအတွက်အံ့ဩစရာတစ်ခုဖြစ်နေသည်ဝေချက်လိုသူများအားပညာအတွက်ဤဗီဒီယိုကိုမျှဝေပါ သူမိုက်အတွင်ပြောင်းလဲမှု နောက်ဆုံးရလက်ကို မြင်တွေ့လိုပါက मच्छर तुए अपनी हूँ ये तागे वाह